ပြည်လုံးတည်းရဲ့မြို့မငွေငန်းဖြူတကြံလို့ပြောလိုက်တာနဲ့ကျွန်တော်တို့အတွေ့အပေါ်လာတာကရေပတ်တာနဲ့မျိုးကြောတဲ့တချင်းတန်ပါပဲမျိုးမတီဝိုင်းရဲ့တူဖို့တူဖို့တီးတန်ကိုမကြရရင်တကြံမဖြစ်ဘူးဆိုပြီးအသက်80ကျော်အထိနေခဲ့ရတဲ့ကျွန်တော်အဖွာပြောပြဘူးပါတယ်ဉာဏ်နေဦးတူဖို့တူဖို့တူတန်မြူသားရာ မျိုးမကိုကျွန်တော်တို့မမိခဲ့ပေမဲ့မျိုးမဒီဝိုင်းကဖန်တီးခဲ့တဲ့တခြင်းတန်တွေကြမှာတကြံစရော်ကလည်းပိုပြီးတောက်ပြောင်လာတာပါမျိုးမရဲ့တီးဟန်တွေနဲ့မန္တလေးတကြံကကျွန်တော်ရဲ့ငယ်ဘဝကိုအများကြီးလွှမ်းမိုးထားခဲ့လို့ဒီတစ်ခါရွှေနှုတ်ကမင်းစွေတို့နဲ့အတူတူကျွန်တော်တို့မန္တလေးကိုအလေတစ်ခါလောက်သွားကြရအောင်ဒီတစ်ခါဗီဒီယိုထဲမှာမန္တလေးမြို့ရဲ့တကြံမြင်ကွင်းအကြောင်းငွေငန်းဖြူနဲ့မျိုးမဒီဝိုင်းရဲ့အလားပြားရင်ဘလို့ပေါ်ပေါက်လာတာလဲတကြံမိုးနဲ့ကျိုးဝင်ပေးလိုက်ပါဆရာကြီး အနုပညာမြို့တော်မန္တလေးရဲ့အကအလှတေးသချင်းတွေပြည်သူချစ်ကျမျိုးမငိမ့်နဲ့မျိုးမတီဝိုင်းအကြောင်းစိုက်မျိုးတော်မန္တလေးရဲ့အကြောင်းတွေပြပြပေးသွားမှာပါမြန်မာနိုင်ငံရဲ့အတာကူးတဲ့နှစ်ဦးတစ်ခုလာမှာကျင်းပလေးရှိတဲ့တကြံပွဲတော်ကတကောင်းခိမပြတ်သုံးခိကာလကလေးကပေါ်ပေါက်လာခဲ့တယ်လို့သိရပါဗျ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတိကျတဲ့သမိုင်းအထောက်အထားတွေတော့မရှိပေမဲ့ပကံခိရောက်တဲ့အခါမှာတော့ဒီတကြံပွဲတော်ကပုံပြီးထင်ရှားလာတာတော့အမှန်ပါ ဒီလိုတကောင်ခေတ်ကနေစပြီးအခုအချိန်အထိနှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့တဲ့ဒီရိုးရာအတားအယီသပင်ပွဲမှာဆိုရင်တလိဆန်တွေဘေးမဲ့လွတ်တာလူကြီးသူမတွေကိုခေါင်းလျှော်ပေးတာကရော့တာနဲ့စူပောင်းကုသိုလ်ပြုတာတွေလည်းရှိပါတယ်။တကြံကရှင်ကျင်းမှုအမွေအနှစ်ပွဲတစ်ခုလည်းဖြစ်ကြမို့တိုင်းနာပေါင်းစုံလူမျိုးပေါင်းစုံကတမျိုးစီဆင်နွှဲကြပါတယ်။ ရခိုင်တကြံမှာနန္တာသွေးဘဲကထင်ရှားသလိုနန္တာသွေးဘဲကရှားတဲ့နန္တာနှစ်တွေနဲ့ဗုဒ္ဓရုပ်ပွားတော်တွေကိုပူဇော်ကြပါတယ်။ရခိုင်မန္တပ်တွေမှာမြတ်ကြာရည်နဲ့ကိုယ့်ရဲ့ချစ်ခြင်းကိုဖွင့်ရခွင့်ရတဲ့အဖြစ်ကထူးခြားတဲ့ဒလိတစ်ခုပါ။ဘိန်းနဲ့တဝဲကလည်းအားကျမခံတကြံကြတာနဲ့ဇာအကနဲ့ဖြောပြကြပါတယ်။ပြီးတော့မိထားလို့မရတဲ့ဒဇန်ရဲ့စတူဒီတာပွဲတွေကတော့နေရာတိုင်းမှာရှိပါတယ်။မုံလုံးကြီးပေါ်မုံလက်ဆောင်ရွှေရင်အေးတွေကြီးကြသလို ရခိုင်တကြံရဲ့အကျွေးမွေးကရခိုင်မုတ်တီကအ धिक အစားအစာပဲဖြစ်ပါတယ်။ရှမ်းတကြံဆိုရင်လည်းကောင်းကျင်းမုတ်၊စံတခါရီနဲ့လှုပ်တဲ့မုတ်တွေဝေပေးကြပြီးတကြံကာလကိုဖျက်ချော်ကြပါတယ်။ဒီလိုတိုင်းသားပေါင်းစုံဆင်းနေကြတဲ့အတာတကြံပွဲမှာတွင်ကြီးတဲ့အချက်၃ခုရှိပါတယ်။အရာတွေကတစ်နှစ်လုံးလုပ်ခဲ့တဲ့မကောင်းမှုအညစ်အကြေးတွေကိုအတားအယီနဲ့စေကြောတာစတူဒီတာမန်နက်တွေကိုစီရှိရနဲ့တိတ်ခိတာပါပဲ။ မန္တလေးသူဖြစ်တဲ့အဖွားကအဖိုးနဲ့အကြောင်းပါပြီးအသက်30ကျော်မှာအုတ်จิตကျော်အေးနဲ့ခွဲခွာရခဲ့ပေမဲ့အနုပညာမျိုးတော်ကိုမေးမရတဲ့အကြောင်းခဏခဏပြောပြပူပါတယ်ဒီလိုနဲ့ကျွန်တော်ရဲ့ကလေးဘဝညာအိမ်ရောင်ပုံမြင်နေတဲ့ညာနန်းဆန်ကျော်အကြောင်းတွေကျုံမြို့ယူကြီးရဲ့အလှတွေမိဖုရားဆောင်အကြောင်းမန္တလေးတောင်နဲ့စကိုင်းတောင်ရဲ့ငြိမ်းချမ်းမှုတွေအကြောင်းလေးပါလာခဲ့ပါတယ် ။တကြံရက်မှာကျွန်တော်တို့မန္တလေးမြို့မှာလည်းတကြံဆိုတာနဲ့မပါမဖြစ်ပါကိုပါရမယ့်သင်္ကေတတစ်ခုရှိပါတယ်။ဟုတ်ပါတယ်။ငွေငန်းဖြူပါအဖွားပြပြပူးတဲ့အိမ်ရောင်ဝင်ပုံမြင်တွေကမန္တလေးတကြံမှာဆိုရင်မန္တတွေကမပါမဖြစ်ပါပဲ။မန္တလေးစင်းစုအလဲပေါက်ကနေအနောက်ဘက်ကိုလှည့်ကြည့်လိုက်ရင်အမေချမ်းပွဲရုံဆိုတဲ့ဆိုင်းမုံကြီးအောက်ကဒေါ်သားကြီးရဲ့တကြံမန္တဆိုရင်မန္တလေးတကြံပွဲလာနှွဲလို့ကတော့သူ့တကြံမန္တမရောက်ခဲ့ရမမြင်ခဲ့ရရင်ကိုမန္တလေးတကြံကို ့အောင်စုံအောင်မလဲခဲ့ရဘူးလို့ပြောနိုင်တယ်။အဲ့ဒီအိမ်တော်ရာစင်တရားကလှသူစာမန်တပ်မှာဆိုရင်လေအမျိုးသမီးတွေအကကောင်းလာတယ်လို့နာမည်ကျော်တယ်။နာမည်ကျော်ပေမဲ့အားလုံးကအရက်သူတွေကြီးပဲဆိုပြီးတော့ဖဖကအားရပါးရပြောပြဘူးပါတယ်။မန္တလေးတကြံမန်တပ်တွေကနေ့မှရှေးပတ်တယ်။ညမှတီးမုတ်တဲ့အလကားတွေကိုအကနဲ့ဧကခံတယ်။ဒီလိုပြောတော့ TV မှာတကြံတိုင်းတွေ့နေရတဲ့ငွေငန်းကြီးကဘလို့ဖြစ်လာတာလဲယင်လို့ကျွန်တော်မေးကြည့်ခဲ့ပါသေးတယ်။ဒီစကားကိုကြားပြီ အတိတ်မှာမျောသွားတဲ့ဖွားဖွားကတက်ပင်းလေးတစ်ချက်ချပြီးကျွန်တော်ကိုမျိုးမဒီဝိုင်းအကြောင်းအဆအဆုံးပြောပြပါတယ်ကိုရိုနီကိတ်ကိုမိခဲ့တဲ့ဖွားဖွားကသူ့ရဲ့ငယ်ဘဝကိုမျိုးမဒီဝိုင်းရဲ့တခြင်းတွေနဲ့ကုံဆုံးခဲ့ရတယ်လို့ပြောပါတယ်ဒီမှာထပ်ပြီးမြို့မဆိုတာမသိသေးရဲ့ကျွန်တော်ကိုမြို့မဆိုတာက1925ခုနှစ်တုန်းကအနုပညာတေဂီတာပိုင်းမှာဝါသနာကြီးခဲ့ကြတဲ့ဥပသက်ဓာရန်ကိုသက်ကိုပါအောင်ကိုပါငွေကိုကျော်ငယ်မြို့မငယ်ကိုလာတဲ့ ုမြသိန်းတို့ပေါင်းပြီးဗုဒ္ဓဝေယဝိသရတနာဘုံဒုရိယအတင်းဆိုပြီးစတင်တည်ထောင်လိုက်ကြတယ်။လိုအပ်တဲ့ဒုရိယပစ္စည်းတွေဝယ်ဖို့ကိုလည်းစိုင်းတရက်မှာရှိတဲ့အပေါင်းဆိုင်ပိုင်ရှင်ဥတော်လုံကစိုက်ပေးခဲ့တာပေါ့။ဥတော်လုံဆိုတာကမြို့မဒီဝိုင်းရဲ့ဥက္ကဋ္ဌဖြစ်ပြီးမျိုးမကိုရေလောင်းပေါင်းသိမ့်ပေးခဲ့တဲ့သူတယောက်ပါရလာတဲ့ငွေတွေနဲ့လိုအပ်တဲ့ဒုရိယပစ္စည်းတွေဝယ်ချပြင်ဆင်ကြနဲ့ဂီတတစ်ခုနဲ့အတွက်ကြည့်ပြီးလုပ်ခဲ့ကြတော့ ပျော်စရာကောင်းတဲ့အချိန်တွေပဲပေါ့နောက်တော့သူတို့ DIY ရဲ့အဖွဲ့ကိုနာမည်ပေးဖို့စဉ်းစားကြတယ်တယောက်ကရတနာပုံကောင်းတယ်တယောက်ကျတော့မန္တလေးတူရိယာအတင်းနောက်တယောက်ကနေပြည်တော်ဆိုရင်ရောဒီလိုနဲ့နာမည်တွေကိုအမျိုးမျိုးစဉ်းစားကြတာပေါ့ဆရာမျိုးမကြီးစဉ်းစားတာကတမျိုးဆရာငင်းကနာမည်ကိုအရင်မစဉ်းစားဘူးအကြောင်းရင်းကိုအရင်စဉ်းစားတယ်ဘာကြောင့်ဒီအဖွဲ့ဖြစ်လာရတယ်လဲပေါ့ဆရာငင်းက ဒီအဖွဲ့ဟာမန္တလေးမြို့ကအရက်သူအရက်သားတွေရဲ့မတီတဲ့ရန်ပုံငွေတွေနဲ့တီထောင်ရတာမို့လို့မြို့မဆိုရင်ရောတဲ့ပြီးတော့မဆိုတာမိခင်လို့လည်းအထိပယ်ရတယ်နမိတ်ကောင်းတာပေါ့တဲ့ဒါနဲ့ပဲ1925ခုနှစ်မှာမြို့မဒူရီယာအဖွဲ့ဆိုပြီးကင်မွန်းတက်လိုက်ကြတယ်မြို့မဆိုရဲ့ဒီဇိုင်းကလည်းပတိစီယာကြီးဥပဒတ်ကိုရင်ဆွဲပေးထားတဲ့လက်ရပါဥပဒတ်ရဲ့ပတိကားတွေကနိုင်ငံခြားကပတိစုဆောင်တဲ့သူတွေစီမှာအများကြီးရှိပြီး မြန်မာနိုင်ငံမှာတော့သူ့ရဲ့ပကြီကအရေးအတွက်ကနည်းနည်းလေးပဲရှိတာပါ။ဆရာပေါ်ဦးတက်ရဲ့ဆရာတော်ဦးလည်းဖြစ်ပူတဲ့ဥပဒတ်ကပကြီမာရင်ထူးချွန်ခဲ့တဲ့သူမဟုတ်ပါဘူး။ဂီတမာမှာပါရမီပါတဲ့သူပါ။မန္တလေးမြို့ရဲ့မြို့မတီဝိုင်းကိုအကောင်းဆုံးဖြစ်အောင်ပံ့ပိုးပေးတဲ့သူတွေမှာတယောက်အပါဝင်ပါပဲ။ဒီလို1925ခုနှစ်ကတည်ထောင်ခဲ့တဲ့မြို့မအသင်းကြီးကဒီနေ့မှနှစ်တရာပြည့်တော့မှာပါ။မန္တလေးမြို့ရဲ့နှစ်တရာတက်တန်းရှိတဲ့ဒီအသင်းကြီးရဲ့ရည်ရွယ်ချက်ကတော့မြန်မာသတင်းကြီးများစီးပူးပြန့်ပွားရေး ကဘာသုံးဒူရီယာများလေးလာတင်ကြတက်မြောက်ရေကဘာခင်မီဒူရီယာ TYG ဖြစ်မြောက်ရေရှင်းမြန်မာတခြင်းစီတွေကိုကျွမ်းကျင်သူများနဲ့တိုင်ပင်ပြီးကဘာသုံး notes တွေအဖြစ်ကုပြောင်းရေးတာလေးလာရေးတွေပါပဲကိုလိုနီခင်မှာအနောက်တိုင်းရဲ့ဒူရီယာတွေမြန်မာနိုင်ငံကိုဝင်လာပြီးရဲ့နောက်မှာတော့မြန်မာတခြင်းတွေတင်ဒီတာပြောင်းဖို့ကိုမြို့မ TY ကနေစခဲ့ရလို့ပြောရမှာပါဒီအရွေးမှာမြို့မရင်းရဲ့စူးစမ်းမှုတွေကလည်းအရင်းအကြီးဆုံးနေရာကပါပါတယ်1928ခုနှစ်ကစပြီးမြို့မအတင်းသားတွေကို ဂါရန်ဥတန်းနဲ့ပေါင်းပြီးအနောက်တိုင်းဂီတတင်ဂီတတွေကိုဝင်းမြတ်တင်ပြပေးခဲ့တဲ့သူကတော့မြို့မနိုင်ပါပဲမြို့မနိုင်ဆိုတာကမေးလေးလိုက်လိုက်ဆိုနေတဲ့မြနန္ဒာရှင်ညိုညိုရခတဲ့နေရွှေမန်းတောင်ရဲ့ဒူဒူကိုသူပြူပြူရဲ့ ဲ့တချီုံရွေးခဲ့တဲ့တေးရေးစရာပေါ့မြို့မငိမ့်ဆိုတဲ့နာမည်တလုံးကိုကျွန်တော်ကိုတည်တည်ချာချာတလုံးချင်းပြောပြတဲ့အဖွားရဲ့ပုံရိပ်နဲ့သူ့ရဲ့စကားတန်ဖြစ်တဲ့မြေလေးရောက်အခုချိန်ဘာမှမသိသေးပေမဲ့ဒီစရာတယောက်ရဲ့နာမည်ကိုတော့တည်တည်ချာချာမှတ်ထားရမယ်နော်ဆိုပြီးတော့ပြောခဲ့တာကိုမှတ်မိနေပါသေးတယ်မြို့မကိုတီထောင်ပြီးတဲ့နောက်မှာမန္တလေးမြို့မှာဘာပွဲပွဲရှိရှိမြို့မမမြို့မဆိုပြီးဖြစ်ခဲ့ကြပါတယ် ဘာလို့ဆိုမြို့မှာတီးဝိုင်းဆိုတာတီချွင်တီးမုံမှုတွေကိုအသင်အစမ်းတွေဖန်တီးလို့ကြားရတဲ့သူတွေနားမှာထူးခြားဆန်းသစ်တဲ့အရသာကိုခံစားရတယ်လို့ဖွားဖွားကပြောပြပါတယ်။ရှုမဝါဆိုတဲ့တခြင်းကလည်းမြို့မကိုပြောထောင်ခဲ့တဲ့တရော့အုပ်စုခေါင်းဆောင်ပကြီးစရာကြီးဦးချင်းွေမင်္ဂလာဆောင်အတွက်မြို့မှာညီပေးခဲ့တဲ့တချင်မှာမြို့မှာဒီဝိုင်းကမြန်မာနိုင်ငံမှာပထမအဦးဆုံးပေါ်ခဲ့တဲ့တန်ဆောင်ဒီဝိုင်းအဖွဲဖြစ်ပြီးမြို့မှာဒူရီယာအသင်းဖွဲ့ပြီးနောက်တစ်နှစ်မှာပဲမန္တလေးစည်းစုတောင်ဘက်က ပိုးကုံနဲ့ကြောင်မြတ်တွေရောက်နဲ့ကြောက်သွေးတဲ့ရဲ့နေပြည်တော်စေတိုက်ကတီထောင်နဲ့နေပြည်တော်အမျိုးသားရေသပင်အဖွဲ့ရှူတိုင်းရင်အဖွဲ့စရရရဲ့အသီးသီးပေါ်ထွက်လာခဲ့ပါတယ်ဒီအဖွဲ့တွေက အလားပြကားတွေနဲ့အစောဆုံးစားတတ်တဲ့အသင်းတွေဖြစ်တယ်လို့အတာတင်းနဲ့မန္တလေးတကြံစာအုပ်ကိုရေးခဲ့တဲ့စာရေးဆရာ တင်းစရာအအောင်ကရေးထားပါသေးတယ်။ကျွန်တော်ရဲ့အဖွားကလည်းသူ့ရဲ့ငယ်ဘဝကိုအလားပြားကားရီနောင်လိုက်ကလေးနဲ့ကုံဆုံးခဲ့ရပါတယ်လို့ပြောပြပါသေးတယ်။မမရရဆိုရင်ဒေါက်တာဆန်စုရဲ့နေပြီးတော့အတင်းကထောင်ရုံနဲ့ထွက်ပြီးမျိုးမကငန်းရုံနဲ့ထွက်ခဲ့တာပါ။ဒီလိုအလားပြားကားတွေနဲ့စီစဉ်ကျင်းပကြလို့တကြံကရေပဲ့တကြံကနေပြီးတော့အစုံအကားကိုအဓိကထားတဲ့ပုံစံမျိုးဖြစ်လာပါဗျ။ ။နောက်ပြီးတော့မန္တလေးဟာပူပြင်းတဲ့မြို့ဖြစ်လို့နေကင်းရေပတ်တာထက်ညမှာအစောအခါနဲ့ဖြောပြေးတာကိုပို့ပြီးတော့ဦးစားပေးပါတယ်။ဒီနေရာမှာလက်ဝါအတန်းလို့ခေါ်တဲ့ စက်ကူနဲ့မန္တလုတဲ့ဒလိထွန်းကားရနေရဖြစ်လို့အလှပြကားတွေမန္တတွေကိုစိတ်ကူးကောင်းသလိုဖန်တီးရဒလိလည်းဖြစ်ထွန်းခဲ့ပါဗါး။အမတ်တရားဖြစ်ရတွေကအများကြီးဆိုပေမဲ့အဖွားအမတ်မိဆုံးကတော့ပထမအုံးဆုံးတစ်ကြံကားတွေထွက်တဲ့နှစ်ကနေပြီးတော့အမျိုးသားရေးတပင်အဖွဲတောင်ရုပ်ကရေးဆိုပြီးတော့အောက်ခံတွေပေါ်သွားလို့ဖြာစုံကြီးလို့អော်ကြပါသေးတယ်တဲ့။ဒီလိုနဲ့အလှပြတဲ့တစ်ကြံကားတွေနဲ့ပြိုမေတို့ရဲ့မန္တတွေစီကလာတဲ့ကကွက်တွေကမန္တလေးမြို့ရဲ့အသာတစ်ကြံကိုပြည့်စုံစေတဲ့အရာဖြစ်နေတာပေါ့။ အဖွားရဲ့စစ်ချုပ်တပ်ဘဝမှာတော့ဒုတိယကမ္ဘာစစ်ရဲ့ရိုက်ခိုက်မှုဒဏ်တွေကြောင့်ဆစ်ဆောင်ခဲ့ကြရပါတယ်။1942ခုနှစ်နှောင်းပိုင်းတွေကနေစပြီးစစ်တပ်ဘုံးနယ်တွေနဲ့ဂျပန်နဲ့အင်္ဂလိပ်တွေရဲ့တံခိုးခံခဲ့ရတဲ့မန္တလေးမြို့ကမြန်မာသူတွေရဲ့ရှင်ကိုမင်းနဲ့မြဲလိုက်တယ်လို့ခံစားရပါတယ်။ဒီလိုနဲ့ဖွားဖွားကဆစ်ဆောင်ဘဝရဲ့နေရက်တွေနဲ့ကျမကိုဆွဲခေါ်သွားခဲ့ပါတယ်။စစ်ရဲ့အနိဋ္ဌာယုံမြင်ကွင်းတွေ တောင်ရင်တန်ဖိုးကအစခက်ခဲခဲ့တဲ့အချိန်တွေလင်းရင်တန်ကိုနားရဲစစ်နေရတဲ့အချိန်တွေထဲမှာအားတင်းထားနိုင်ခဲ့တဲ့တခုတည်းသောအရာကဂီတပါရွှေမန်းတင်မောင်ရဲ့သချင်းတွေကိုရေးပေးခဲ့တဲ့အေဝမ်းဆရာညာရဲ့ပြည်တော်ဝင်သချင်းကစစ်တမ်းကြောင့်ပျက်စီးသွားတဲ့မန္တလေးကိုပြန်လည်ထူထောင်ရေးလုပ်တဲ့နေရာမှာအားတစ်ခုဖြစ်ခဲ့ရပါတယ်မီလူလာဘေဒေါ်ရော မြို့မနဲ့အတူတူမန္တလေးမြို့ကိုချစ်ပြန်ကြခွင့်ရခဲ့တဲ့မန္တလေးသူမန္တလေးသားတွေကပြည်တော်ဝင်သချင်းနဲ့အားတင်းခဲ့ကြပါတယ်။ဒီလိုနဲ့မြို့မဆိုတာကမန္တလေးသားတွေအတွက် အားထရအတိုင်ဝန်တစ်ခုဖြစ်လာခဲ့ပါတယ်။မြနန္ဒာရေညုံညိုရေခါတန်းနဲ့ဝေမန်တောင်းရေအတူဒီသချင်းကိုတော့သိကြမယ်ထင်ပါတယ်။ဒီသချင်းရဲ့နာမည်ကမန်တောင်းရေခိုးလို့ပြောကြတယ်လို့မြန်နန္ဒာလို့လည်းပြောကြပါတယ်။ဒီသချင်းရဲ့နာမည်အမှန်ကဘာလို့ထင်ပါလဲရှင်။ ဟုတ်ပါတယ်မန်တရိတ်ကိုဆိုတာကအမှန်ပါညနန္နာဆိုတာကသချင်းထဲမှာပါတဲ့အစာသားတစ်ကြောင်ပဲဖြစ်ပါတယ်လူတိုင်းနှိပါရှားနေတဲ့ဒီသချင်းရဲ့အတိတ်ဘယ်ကိုရောမိစေလို့သိကြတာကိုမမဖြစ်ပေးသွားပါအောင်နော်ညနန္နာဆိုတာကမန္တလေးတောင်ကြီးမှာရှိတဲ့ကံတစ်ခုပါစာသားထဲမှာပါတဲ့ရေညွညွရိခါတန်းနေဆိုတာကရေရဲ့အရှောင်ကအညိုရောင်ဖြစ်နေတာမဟုတ်ပါဘူးမန်တောင်ကြီးမှာရှိတဲ့နန္နာကံအပေါ်ကိုမန္တလေးတောင်ရဲ့အရှိတ်ကခတဲ့အချိန်မှာရေကိုအရှိတ်ကြပြီး န်လီညင်းကိုတဝကြီးခံစားလို့ရတယ်လို့ဆိုလိုချင်တာပါအခုအချိန်မှာနန္ဒာကန်ကတိမ်ခေါ်သွားပြီဖြစ်ပေမဲ့တချိန်ကသူ့ရဲ့အလှကတချင်းတွေကလို့ပူအိုက်တဲ့တကူလာမှာမန္တလေးတောင်ရဲ့အရှိအောက်မှာခိုလငွေရိုက်နန္ဒာကန်ရဲ့ကန်နဘေးမှာမောင်မဲအတူတူနာခုကြမယ်လို့ဆိုထားတဲ့မြို့မကြီးရဲ့တချင်းစာသားကချီချူဖို့အတွက်စကလုံးပြောက်ခဲ့ရပါတယ်ချစ်တာဗဒနာတချင်းရဲ့ချစ်တဲ့သူပေါ်ထားတဲ့သူ့ရဲ့မြစ်တာသခိုင်းတောင်ရဲ့တဘာဝအလှတရားကိုတီးခုံးသွားထားတဲ့တချင်း ရပြည်နေဆက်တော်လည်းကိုအားပေးပြီးအရင်ရှိစနစ်ကိုတော်လှန်ခဲ့တဲ့အိမ်တော်ရဖျားစီ1952ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ပြည်တော်သားစီမံကိန်းကို အကောင်အထည်ပေါ်ခဲ့တဲ့ဦးနုအတွက်ရေးပေးခဲ့တဲ့လူကျုံလူကောင်လူကျုံလူကောင်များလို့ပေါင်းစုအားရမန္တလေးရွာဟိုင်းတုတ်တန်ကဆရာငင်းအုပ်ကူမှာ မိုင်းပြရင်ညို့တိန်လွန်မှုမှုလွင်ဆိုပြီးစသားရောဂီတတင်ဂီတနဲ့ပါကပီးထိုးထားတဲ့တိန်လွန်မှုမှုလွင်စတဲ့တချင်းတွေနဲ့လူရဲ့စိတ်ခံစားချက်ကိုရိုလာကိုစတာစီးနေရတယ်လို့ဖန်တီးပေးပါတယ်ဒီလိုမျိုးမြို့မရဲ့စွမ်းဆောင်ရည်တွေကြားထဲမှာမန္တလေးကပြန်ပြီးတော့ဥမောက်လာခဲ့ပါတယ် 1985ခုနှစ်မှာရိုက်ခဲ့တဲ့ဒဇန်မိုးဆက်ကားကလည်းမန္တလေးရဲ့တကြံတလေးကိုအကောင်းဆုံးမှတ်တမ်းတင်ထားနိုင်ခဲ့တဲ့အချိန်မှာနေအောင်တေးဥဆောင်ထားတဲ့စန္ဒယာငိမ့်မောင်ဆိုတဲ့ဆက်ကောင်ကအပြင်မှာတကယ်ရှိနေခဲ့တဲ့စန္ဒယာသိမ့်မောင်မြို့မငိမ့်နဲ့မြို့မကိုပေါ်တို့ရဲ့အလွှမ်းမှုတွေအများကြီးပါနေပါတယ်။မမရရအဖွားပြပြဘူးတဲ့ခင်ခင်ထားတဲ့ကုငိမ့်မောင်ရဲ့ဖြစ်ရက်ကမြို့မကိုပေါ်ရဲ့အဖြစ်နဲ့တွားပြီးတူနေပါတယ်။ ချစ်သူနဲ့ခုပြေးမယ်လို့စီစဉ်ပြီးမှမြို့မအတင်းကိုရန်ကုန်မှာအိတ်ခံပွဲအတွက်လာကြည့်ဖို့ဖာစာပလဝင်ကြီးဘိုးခင်မကလေးကဖိတ်လို့စင်းသွားရလို့အစီအစဉ်ပြတ်ခတ်ရတယ်လို့ပြောပါသေးတယ်။တဇံမိုးဆိုတာကဓာတန်ဥတန်မြို့မငိမ့်တို့တည်ထောင်ခဲ့တဲ့မြို့မဒီဝိုင်းကိုဒုတိယမျိုးဆက်တွေဖြစ်တဲ့မြို့မကိုပေါ်နဲ့စန်နီယာဥသိမ်းမောင်တို့ကဘလို့ဆက်ခံသွားတယ်လဲဆိုတာပြသနေပါဗျ။ ။နှစ်ခုတို့ချစ်သမျှသချင်းနဲ့တွဲမြင်ခဲ့တဲ့ကိုငိမ့်မောင်နဲ့ထားရရဲ့အချစ်ဇလံ၊ဒဇံမိုးနဲ့နှွေဦးကပြစတဲ့သချင်းသစ်တွေကိုလည်းဒဇံမိုးရုပ်ရှင်အတွက်အစ္စလီမမောင်ကရိုက်ဆက်ပေးခဲ့ပါဗါ။အစ္စလီမမောင်ဆိုတဲ့နာမည်ကို1988ခုနှစ်မှာအစ္စလီသချင်းကိုရေးဆက်ပေးခဲ့လို့ပရိသတ်ကပေးခဲ့တဲ့နာမည်ပါငငယ်ကလေးကဒဇံမိုးမှာပါတဲ့နောက်ခံတီးတွေကိုနားထောင်မှုအတွက်အဖွားကတိုက်တွန်းခဲ့ပါတယ်မြန်မာတလင်းရဲ့အမှုအကျင့်တွေ မြမခိတရဲ့ညီညောင်းတရားမှုတွေတချင်းစာသားတွေရဲ့လေးနက်မှုတွေဒီလိုအချက်တွေနဲ့ကျွန်တော်ရဲ့ငယ်ဘဝနေ့ရက်တွေကဒဇန်ယောက်တိုင်းဒဇန်မို့မကြည့်ရရင်တခုခုလိုနေတယ်လို့ကိုခံစားရတာပါဒဇန်မှာဘရောက်တွေမပွင့်လည်းရတယ်ရေတွေမပက်လည်းရတယ်ကိုယ့်ရဲ့စိတ်ကူးရင်အတွေ့တွေကို တူဖို့တူဖို့တည်တံ့သားထဲမှာမျောဝင်ရင်ဒဇန်ရက်တွေကိုဖျက်ဆီးချင်မိတာပါနေတရာပြည့်သွားတဲ့မြို့မနဲ့အတူကျွန်တော်တို့မြန်မာနိုင်ငံအတွက်လက်ရာကောင်းတွေကိုခြံရစ်ပေးခဲ့တဲ့အမှုပညာလက်ရာတွေကိုတက်မိုးထားတဲ့ဖို့တိုက်တွန်းပေးရစီရှင် ဒီဗီဒီယိုလေးကိုကြည့်ရင်ねအနုပညာမြို့တော်မန္တလေးရဲ့ခန်းနာရိုက်တဲ့ကျန်မြို့မဒီဝိုင်းရဲ့ရှားပြခီးစဉ်အစတကြံမိုးနဲ့ကျွန်တော်တို့ငယ်ဘဝကိုပြန်လည်အမရသွားမိမယ်လို့ယုံကြည်ပါတယ်မြို့မဥပုကရေးသားထားတဲ့နှုတ်ခွန်းဆက်တခြင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ရွှေနှုတ်ကမိတ်ဆွေတို့ရဲ့တစံနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုကွန်မန့်မှာမျှဝေသွားဖို့ပြောလိုက်ပါရစေရှင်။ ရွှေနှုတ် app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖွင့်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်အကောင့်တွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းထဲမှာနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်။